ောင်ရမင်္ဂလာပါအားလုံးကျန်းမာပါစေချမ်းသာပါစေနော်ပိုင်ရဲကိုမျက်နှာပြန်ပိုင်ရဲကိုတရားလေးတနေ့ကိုပြောချင်ကြပါစေဗျာဒီနေ့ကကျောင်းခုနှစ်ရက်3025ပါနော်အိုင်ယူနဲ့တချင်းလေးဆွပြလိုက်ပါတယ်နော်အဲ့ဒါပါလဲဆိုဟိုကဟိုဘက်မှာဒီကာဝေးတောင်းတော့ကကြီးကကျောင်းတို့ဒီစစ်ပွဲတွေကအစင်ထောက်တော့မဟုတ်ပါဘူးတရင်ကားလာဖြစ်ပါလေဆိုတော့ကျောင်းပြောကြလိုက်တာဟာဒါကအကျန်းဖက် ော်တော်များများကိုအတိတတိပေးလိုက်တာပဲဖြစ်ပါတယ်။နော်ဒါမှမကြခင်လည်းအချိန်မုံတော့မဲ့အနေထားမျိုးတွေရှိပါတယ်။အဲ့တော့အနည်းဆုံးကျွန်တော်တို့ငင်းငင်းလေးတွေဖြစ်အောင်လို့ကျွန်တော်တို့ကတော့ဒါတက်နိုင်တော့ဆွဲခေါ်ပါတယ်။နော်ဆွဲခေါ်တယ်ဆိုတာကတိုင်းပြည်အေဂျင့်မှုအခုဥစားကဘယ်လိုပြောမလဲဆိုတော့ဟိုလက်နက်ကင်ပြီးွားလို့ရှိရင်လက်နက်ကင်လို့ရှင်လို့ရှိရင်ချိန်ချောက်ဖို့နဲ့လူသားဖို့လောက်ကိုပဲခေါင်းနဲ့ထည့်နေမှာဆိုတော့တိုင်းပြည်နဲ့မတူတက်တူတူ အခုလိုမျိုးမြောက်ထုံးပင်ကိုတုံးနေတဲ့ညီကောင်မောင်နှွားတွေလည်းကိုချင်းစံတရားထားကြပါလို့ပဲပြောချင်ပါတယ်နော်နောက်ကနေမြောက်မှာအကြောင်းမျိုးမျိုးနဲ့ချိန်ချောက်ချင်းနော်ဒါငွေပေးပြီးခိုင်းစေချင်းတကယ်လုံဆောင်တဲ့သူတွေကြောင့်လည်းရတဲ့ပတ်စံလေးနဲ့ကိုပြန်ပြီးခံရမှတသက်တာပဲပြန်ဖြစ်တယ်အဲ့တော့အဲ့ဒါလေးတွေလည်းတားမြစ်ချင်တယ်အဓိကကတော့ဟိုအကျန်းဖက်ဆိုပေမဲ့လည်းကျွန်တော်အကျန်းဖက်ဆိုတာကလက်နက်ရှိတဲ့သူချင်းလက်နက်ရှိတဲ့သူချင်းချလို့ဒါကျွန်တော်တို့ကပြောစရာအကြောင်းမရှိပါဘူးလက်နက်မဲ့တွေကတော့ ဟိုအနိုင်ကျင့်ခြင်းအနိုင်ကျင့်တာတွေကတော့ဒါစိတ်မကောင်းဝမ်းနဲ့ပေါ်ရတွေ့ရတာပေါ့နော်အနာအတာကြောင့်လည်းကျွန်တော်တို့ကအကြံဖတ်တွေကိုအားမပြီးတော့တာဖြစ်တယ်ပြည်သူတွေကလည်းအကြံဖတ်တွေကိုမလိုလားတော့တာဖြစ်တယ်အဓိကအကြံဖတ်တွေကေရှင်းမှုအတွက်တမ်းတော်ကာကြောကြီးကမနေ့ကပြောလိုက်တဲ့စကားလို့ပေါ့ဒီမြန်မာပြည်တော်မှာဖြစ်နေတယ်ဆိုတာတည်ငါသာဖြစ်ပါလေပေါ့နော်အစင်တော်တော့မဟုတ်ဘူးဆိုတာကိုဒါပြန်ပြီးတော့အကြံဖတ်တွေပြအောင်ပြောကြားလိုက်တာဒါဒုတိယအကြိမ်ကျွန်တော်ထပ်ပြောတာဖြစ်တယ် မနေ့ကစစ်တွေပဲဆိုလို့ကြံဒါဝါဖို့ကြည့်ရပါမှာဆိုဂျမ်ဘာတို့ဘန်ဂါတို့ကိုအကုန်လုံးဒါတက်ကထုံးတွေနဲ့လှိုက်ပြီးတော့ကစ်နေတာနော်အဲ့မှာလည်းအသေးပြောက်တွေများတာပဲအမ်ဘရန်လန်တို့ဆိုလဲဒါပြောစရာမလိုအချစ်ပင်လန်တို့လည်းပြောစရာမလိုနိုင်ကန်ဘတ်တို့သွားပြီးတော့စော်တဲ့ AD လည်းတော်တော်များများအထိနာတဲ့တေတီပြည့်စုံမှုတွေတအားများတယ်နောက်ဆိုရင်ဒါမနေ့ကဒီနေ့ဗီတာဂိတ်ပဲဗီတာဂိတ်ဆိုလဲတွေ့ကြည့်ရောဗီတာဂိတ်ကြတော့ဗီတာဂိတ်မှာရေးမရှိဘူးနေလာ၁၀ရောက်၁၅ရောက်နေတယ် သူတက်လာခွာပြီးတယ်ပြီးသူတို့မနေနိုင်ဘူးလေသူတို့ပြန်ချင်မှတက်ကပြန်တက်တယ်အဲ့အဲ့လိုမျိုးဗေဒာကိကတလိုမျိုးခုနေဖြစ်နေတဲ့ဂိမ်းမဟုတ်ဘူးအရင်ကြီးကျက်ခံထားတဲ့ဂိမ်းမဟုတ် အတက်ဆင်းရှိတယ်အဲ့ဒါကြောင့်သူတို့ကရသွားပြီးပြောလဲဘာမှမဟုတ်အဲ့၁၀ရောက်လောက်နေတာပြီးပြန်ဆုတ်လာသူတို့တက်လာပြီဆိုလို့ရှိရင်ဒီတက်ကပြန်ဆုတ်ပေးတယ်သူတို့အိုက်ကွင်းနဲ့ရသွားလို့ကျန်တက်ကသူတို့လုံးဆိုင်ကြီးလောက်တယ်ဒီလိုတက်ကများများခေါ်သူတို့မအဖက်ဒုက္ခလာရလို့မရှိတော့ဘူးသေသွားပြီဆိုလို့ရှိရင်အတက်ကပြန်သွားတယ် ပြန်သွားရင်းများတယ်ပြီးသွားလို့ချင်းလို့ချင်းဟိုကောင်းလေးပြန်တက်လာတယ်ပြန်သေးတယ်အမှန်ကြီးကတော့ဘာမှမဟုတ်ဘူးအိုက်ကြိုက်ပြီးတော့မကြောက်ဘူးသူတို့လည်းဖိတ်ထုခံလိုက်ရတာပဲနော်အဲ့အဲ့လေဒီကောင်းလေးအနေမောအတိညာဒီတရားရည်လည်းနည်းနည်းတော်တော်ခေါင်းမလာဘူးလို့ပဲပြောရမယ်မနေ့ကလည်းကျွန်တော်တို့တာမောင်းမှဆိုလို့ချင်းကျွန်တော်အရာကြီးတယောက်ကဖုန်းလမ်းဆက်တယ်အရာကြီးညီငယ်တယောက်ကဖုန်းလမ်းဆက်တယ်ဖုန်းဆက်တော့အာကုန်တိုင်းဘာပဲညာပဲတဲ့အေးကျွန်တော်ဒီလိုပဲကောင်းကွာနေပြန်တာအားနေကောင်းလေးအလုံးလေးပဲအလုံးလိုက်ပါထားလိုက်ပဲကောင်းလေးကဖုန်း double တွေအများကြီးပဲ ကောင်းနေရကြောက်ဖို့ဘယ်လိုကောင်းလဲဆိုတော့ဟိုဟိုဂျိုင်းမှာဆိုလို့ဗျာဟိုသူတို့ကတိရစ္ဆာန်နဲ့တည်းမှာသူကခွေးကြီးလိုလိုပါလို့ပုံစံမျိုးပါတဆို့တိုးဘာမှမသိဘဲနဲ့အသေးတန်တိုးအသေးတန်တိုင်းအဲ့လိုပုံစံမျိုးတရိုင်းတဲ့ထင်မှာဆိုလို့တိတ်မပြောချင်ပါဘူးကံတော့အဲ့လိုမျိုးတော်တော်ခက်ကြမ်းကြမ်းနေရှိတယ်ဘလို့သုံးလုံးမှာမစကားမသုံးလုံးတက်လို့ထားလိုက်ပါတော့ရိုင်းတာမဟုတ်ဘူးအဲ့တော့ပြောချင်တာကဒီလိုမျိုးတိုင်းနေဒီလိုမျိုးခိုင်းနေသေးမှာကြီးမှာကအဲ့ခမားတို့ပဲအကျန်းဖက်ကိုလက်နက်ကင်ပြီးတော့အပေါ်က အပေါ်ကအမိန်တိုင်းလိုက်လုံးနေတဲ့အောက်ခြေတွေအကုန်သိမှာပဲအကုန်ကုန်မှာပဲအဲ့တော့အောက်ခြေမှာကျွန်တော်တို့ဒါဦးစီးဦးဆောင်ပြုနေတဲ့ဒုတိယလည်းအတိတရားကြီးတတိတရားကြီးရှိပါတော့ရခိုင်ပြည်သူတွေလည်းတော်တော်များများသိကြကုန်ပါပြီနော်တော်တော်များများလဲရခိုင်မှာလဲရခိုင်လူငယ်အမျိုးကောင်းသားသမီးတွေလဲတော်တော်များများကုန်ပါပြီအဓိကရခိုင်မြောက်ချမ်းလားမသိဘူးအိုက်ဘက်ကလူတွေကတော်တော်ဆူဆူဝါးဝါးနေဖြစ်တယ်တော်တော်ဆူဆူပြည်နေရလဲဒီလိုမျိုးနဲ့မရနိုင်ဘူးအတိတရားကြီးလည်းမရှိတော့ဘူးဒါလည်းမသိဘူးเนาะဒါတောင်တော်ဘက်ကနေပြီးတော့မှဒါဟိုနေမော့ ဟိုရုရှားခီးစင်မှာဆိုလို့ရှင်တဲ့ဒါအကုန်လုံးဒီတနိုင်ငံလုံးဒီတကဘာလုံးဒီတဲ့အနေဒါရှိတယ်ဟုတ်တယ်နော်တနိုင်ငံလုံးလည်းဒီတဲ့တကဘာလုံးလည်းဒီတယ်အဲ့တော့ဒီဘက်မှာစစ်စခန်းတွေစောင်းဝဲပါညာဆိုလို့ရှင်ဒီဒီမှာနုပြူစက်ယုံတွေလုံးဝဲပါညာဆိုတာတိုင်းပြည်မှာအေးချမ်းဖို့တော့ကိုဒါလုံးကြီးရေးဆက်ယူရီကောင်းကောင်းနေအဲတိုင်းတန်ဖိလို့တော့မှာဖိလို့မှာဆိုတော့ခုချိန်မှာဒါကျွန်တော်အကြမ်းဖက်တွေကိုပြောချင်တာကနောက်နောက်က PDF ညီငယ်တွေကိုပြောချင်တာကမင်းတို့ဆက်လက်ပြီးတော့လှုပ်ဆောင်နေမှာဆိုရင် မိမိတို့ရဲ့ဘဝလည်းအခြေအနေကောင်းမှာမဟုတ်ဘူးနောက်ကအခုသခိုင်းဘက်က PDF တွေလည်းတတိကြီးကြီးထားပါတော့နောက်မင်းတို့အဲ့ဒါမှကြာငယ်ရအတွင်းမှာလည်းတောင်းဆုံးမတော်မူကန်အကြီးလာပါလိမ့်မယ်နောက်သခိုင်းရွှေဘဘကတလန်းလုံးမှာဘဆန်ကောင်းနေတဲ့သူတွေပါအဖာတို့ပလာဖာတို့ပမ်းမဘဘရှုပ်ချက်ခန့်နေတဲ့ဟာတွေနောက်အဲ့ဒါတွေကသူတို့ကရှေ့မြောက်အကြီးပိုင်းတွေကကောင်းစားတဲ့အတွက်အငယ်ပိုင်းတွေကတော့အောက်ပိုင်းမှာတော့တကယ်ဒုက္ခရောက်ပါတယ်နောက်အကြီးပိုင်းတွေကကောင်းစားတဲ့အတိုင်းဒါလည်းတောင်းတော်နေနဲ့မတည်ဘူးလားမို့တည်တယ် တတ်နိုင်တဲ့လောက်ထိဟိုငဲညာပေးပြီးတော့အချိန်ကာလသည်ဟိုဆွဲခေါ်လာတဲ့တနေ့တနေ့နားလဲနုံနားလဲနုံနေပေါ့နော်ဒါလည်းအချိန်ကာလလည်းအရန်ကတ်လာပြီးဖြစ်တဲ့အတွက်မကြခင်မှာရှင်းလင်းတော့မယ်အနေထားမျိုးရှိတယ်အညာဒူပိုင်းဆိုပိုးတော်ဆိုးသေးတယ်အညာမှာထန်းသိထမ်းမင်လေးတွေနဲ့တွေ့ရမနေမှာအညာဒေသတစ်ခုလုံးကနောက်နှစ်ပေါင်းများစွာထိဆိုလို့ရှိရင်ဒါတောင်သူလက်သမားတွေရှားပါသွားမယ်စိုက်ပြူဟိုတဲ့သူတွေမရှိတော့တဲ့အခါကျတော့ပြညာတက်တွေနည်းပါသွားမယ်လူငယ်တွေတည်ကြည်မှုများလာတဲ့အတွက် အကုန်လုံးအဲ့မှာဖះကြောင်းကန်ဇရက်တွေအကုန်လုံးပြည့်စည်မယ်ရဟန်းတန်ခါကြီးလည်းအဲ့မှာမရှိတော့တဲ့အတွက်ဘာဖြစ်လဲဆိုတော့သာသနာရဲ့အဆုံးအမကြီးလည်းဝေးကွာလာလိမ့်မယ်နောက်ဆုံးအဲ့ဒီကဒိဋ္ဌိမြာလိုမျိုးဖြစ်သွားနိုင်တယ်အဲ့တော့ခုချိန်မှာရတန်းရက်ပြီးတော့သာသနာဘာသာလည်းတည်မြဲအောင်မိမိတို့ရဲ့အမျိုးဘာသာ သာနာတည်တတ်ခိုင်မြဲအောင်မိမိတို့အညာဒေသရွာလေးကမိမိတို့ကြောင့်မပြည့်စည်အောင်ဒါဆောက်ရှောက်ပေးဖို့အတွက်ပြောချင်တယ်နော်အခုကပြည်သူတွေပြောပြီးတော့မင်းတို့တိုက်လာတဲ့နေရာတွေကမြေကြီးဝန်းနဲ့မီးလောင်ပုံပဲရှိတယ်အဲ့ဒါကဘွားမြဝင်းနဲ့၆ဝင်းနေတဲ့လူတွေရှိတယ် ကိုပိုင်ရဲကိုတို့လိုပြောနေတဲ့သူတွေပဲဖြစ်ဖြစ်နော်ပြောတဲ့သူပဲဖြစ်ဖြစ်နော်အနုပညာပဲဖြစ်ဖြစ်ဘလို့ပဲလှုပ်စားလှုပ်စားချိန်ကြောက်တာနဲ့တတ်မှတ်ဖြတ်မှတ်ဆိုတာဆိုတော့အမတန်အဲ့ဒါတွေကတော့မလုပ်သင့်ပါဘူးနော်ကိုကလည်းလက်နဲ့ကင်တာတဲ့သူတွေမဟုတ်တဲ့အတွက်ဒါမျိုးချိန်ကြောက်တာတွေကတော့မလုပ်ထိုက်ဘူးလို့တော့ပြောခြင်းနဲ့ဒါကန်ကန်ရင်ဒီမှာမိမိကသူများကိုချိန်ကြောက်တဲ့အခါသူများကိုအကူအညီစိတ်ထားလို့ခြင်းမိမိတည်းလည်းစနေတာပါတဲ့ဇနီးတီသူတော်အကျိုးပေးမယ်ဆိုတာလေးကတော့ဒါမြန်မာလူမျိုးရာယုံကြည်စိတ်ခြင်းပါနော်အခုပိုင်းကအဲ တိတ်ပြီးတော့ဆေးတနေ့အကြောင်းအရာတွေမပြောပါဘူးဒါအတိပေးတတိပေးအကြောင်းအရာလေးတစ်ခုလောက်ပဲဘာကြီးပြောလိုက်တာပါနော်ဒီနေ့ဆိုလို့ရှိရင်ဒါဘာကြီးကအနေမှာမနက်ပြန်တနေ့ငွေနေ့ကြောင်းလို့ရှင်မဲဖောက်ပေးမယ်တနေ့ငွေနေ့ကြောင်းလို့ရှင်မဲဖောက်ပေးမယ်အဲ့ဒါကဟိုနေ့ပေါ့မဲရလည်းတိတ်မကြံတော့ပါဘူးမဲကတ်ဆမ်းမဲလိုချင်တယ်ဆိုလည်းမန်နေဂျာစီမှာတောင်းယူပါမန်နေဂျာယူမှာယူပါနော်အဲမန်နေဂျာရဲ့ဖုန်းနံပါတ်က3969633420ပါเนาะအဲ့ဒါလေးတော့ဘာကြီးပြောနေပါလဲတနင်္ ကန်ရင်းလေးဖောက်မယ်ပြီးတော့ပိုင်ကြီးဖောက်ဝင်ဟိုနေဒီလိုပိုးတဲ့လေးတွေပေါ့ဒီပိုးတဲ့လေးဆိုလို့ရှင်နေတာပိုင်တဆုံ3000ရောင်းပါလေနောက်အဲ့ပိုးတဲ့လေးတွေဖောက်ပေးမှာပါလေးဆုံးအနွားစု3000နဲ့ဒုတိယစုတစ်စုံပေးမယ်နောက်တကြံအတွက်တကြံအတွက်ဒါမျိုးလေးတွေဒီလိုအစင်လေးတွေပိုင်ဝယ်ထားတာရှိတယ်နော်ဒါလက်ဆောင်ပေးဖို့အတွက်ပိုင်ဝယ်ထားတာရှိတယ်ဒါတကြံရေစိုးစင်လေးအနေနဲ့တွေပေါ့ရေစိုးစင်လေးတွေပေါ့နော်နည်းနည်းအရန်လာပါမြူမဲ့ဂျင်းပေါင်းမီဒါကြီးလက်ဆောင်ပေးဖို့တော့ပိုင်းဝယ်ထားတာရှိပါတယ်။ဒါလည်းပိုင်းလက်ဆောင်ပေးမှာပါနော်။အဓိကကတော့ ဘိုင်းတော့ချီဝိုင်းတမမဟုတ်ပါဘူးဘိုင်းကလူတာပါနောက်လူတယ်ဆိုတာတချို့လဲဘိုင်းကဝဲတယ်ဟိုအမားဆိုလို့ချင်းရေပြီးတော့လည်းလူတယ်သူတော်တော်များများလူတယ်ရေပြီးတော့လည်းလူတယ်လူတော့အဲ့တော့အဲအခုလည်းမဲဆိုတော့မောင်လေးပေါက်လို့ရှင်လူပေးပါဒါပဲဟိုအရာဝေးတိုင်းကကိုအေးလွင်အောင်လားမသိပါဘူးသူစကားပြောလဲတော်တော်ချင်းကြည့်တယ်တော်တော်ချင်းကြည့်တယ်တော်တော်အစဉ်နှန်းရှိတဲ့အနေအထားမျိုးရှိတယ် အဲ့တော့ဟိုသူလည်းသူတတ်နိုင်တဲ့ဥစားနှစ်စုံပေါက်တဲ့လူကိုင်းနဲ့လူကိုင်းတော့တစုံကမမရရဟွန်င်းကိုလှူလိုက်တယ်ကျွန်တော်ဒီကြားထဲရှိတာအချားမပြောဘူးအဲတောင်ကြီးဘက်ကိုရဲဆောက်ဘက်ကိုလှူလိုက်တာတစုံရှိတယ်သူလည်းကျမ်းမာရေးရဒီခြေတော့ဆွတ်လွတ်ထားတဲ့ပုံကိုဖြစ်တယ်အခုဟိုနေမလားစေးဒဏ်ရာတက်တာတဲ့ပုံကိုဖြစ်နောက်တစ်ဦးကြတော့အခုဖေးရလည်းစစ်သားတားလည်းစစ်သားဖေးစစ်သားတားစစ်သားဆိုတော့ဖေးရဒဏ်ရာရလည်းစစ်သား အဲအဲ့တော့နေတားတော့တိုင်ဝဲတိုင်နေစက်တန်ရန်နဲ့စစ်သားဖရေစစ်သားတားကိုဒီအင်ကြီးလေးပေးခြင်းလို့တဲ့ပတ်စံလမ်းမှာတတ်နိုင်ဘူးတဲ့မဲလေးလည်းနှစ်ထောင်လားမသိဘူးတစောင်းဝဲတော့ကဲအဲ့ဒါကိုပိုင်ရဲ့အနေမန်နေဂျာနဲ့လမ်းပြောကိုပိုင်ရဲ့ကိုလည်းအခုဒီလိုမျိုးရှိပါတယ်တဲ့ကိုပိုင်ကြီးနဲ့ဒီလိုမျိုးစားအဲအဲ့ဒါတစောင်းလှူလိုက်ပါဒါကိုဝေးလွင်အောင်ရဲ့မြေတာတရားနဲ့လှူပေးတယ်ဆိုတော့ပြောပြီးတော့လှူပေးလိုက်ပါဆိုတော့လှူပေးလိုက်တယ်ကိုဝေးလွင်အောင်လည်းကြားသိပြီးတော့ပြောရွှင်နိုင်ပါစေဗျာမမီးရဲ့ဟို ကံပေါ်မှာကံထမြင့်လိုက်တဲ့အကျိုးကြောင့်တော့ဒီတက်မြင်မာတဲ့နေရာမြင်မာတဲ့နေရာမျိုးကိုရောက်ရှိပါသေးလို့ပိုင်ရကိုစွမ်းမကောင်တောင်းမိလိုက်ပါတယ်ဗျာနော်အရင်ကတိုင်းပြည်အမြန်ဆုံးအေးချမ်းမှုလူတဲ့အတွက်ပိုင်ရကိုပြောပြပေးနေခြင်းဖြစ်တယ်ပြောခြင်းလည်းဖြစ်တယ်ဒီခါလေးမှာစကားပြောလို့ယင်မောပြောတဲ့ခါကျရင်တရင်ကိုယင်မောမပြောကျွန်တော်တရင်ပြောတာမဟုတ်ပါဘူးလို့ကျွန်တော်အခေါ်အခါကပြောထားပြီးသားပါနော်ကျွန်တော်အနုပညာသမားအနုပညာသမားယီမောတဲ့ပြောရှင်နေဆိုတာတစ်တော့မှာကကျွန်တော်မျက်နှာတီလိုက်တာနဲ့ကျွန်တော်တစ်တော့အောက်ပြက်တယ် နော်တက်တော့အကောင့်ပေါင်းဘလောက်မှရေလို့အောင်မတက်တော့ဘူးအဲ့တော့ရေမောပြောပြောချင်းပြောနေတော့တက်တော့အကောင့်ကမပြတ်ဘူးအဲ့လိုမျိုးလေးတော့ရှိတယ်ဒါကလည်းကျွန်တော်စိတ်ဆိုးလို့ပြောတာမဟုတ်ပါဘူးကျွန်တော်သတင်းပြောတာမဟုတ်ဘူးကျွန်တော်ဖြစ်ပေါ်နေတဲ့အတိုင်းမိနှမ်းမှာဖြစ်ပေါ်နေတဲ့စီရေးအကြောင်းအရာလေးလူမျိုးရေးအကြောင်းအရာလေးတွေစီးပွားရေးအကြောင်းအရာလေးတွေနဲ့နိုင်ငံရေးအကြောင်းအရာလေးတွေကိုပြောပြနေတာဖြစ်တယ်ဖြစ်ပေါ်နေတဲ့အကြောင်းအရာလေးတွေကိုပြောပြနေတာဖြစ်တယ်ဒီသတင်းဆိုတာကကျွန်တော်တို့ပြောကြားပိုင်ခွင့်မရှိဘူးသတင်းဆိုတာဗိုလ်ချုပ်ဆောင်မင်းထွန်းမှလွှဲရေးကျန်တဲ့လူပြောကြားပိုင်ခွင့်မရှိဘူးသတင်းဌာနဆိုတာမြောက်ဝတီတို့မြန်မာ MRTV ဟိုလိုအဲသတင်းဌာန channel ဆိုတာ media တွေဆိုတာကဒါအခြား platform မှာဒီ online platform မှာတခြား online နိုင်ငံခြားဟာတွေကို meet င်းပြီးတော့မိမိတို့ရင်ဖွင့်နေကြတဲ့ပုံစံတွေပဲဖြစ်တယ်ဒါလည်းကွဲပြားခြားနားဖို့လိုအပ်တယ်เนาะအားလုံးကျေးဇူးပါတယ်ဗျာအချိန်ပြည့်သွားလဲ